ပါစကိုင်းမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကိုတစ်ချက်တော့ကြည့်အောင်ပြောရတယ်ဒီဗီဒီယိုဖိုင်လေးကတော့အိုမန်နိုင်ငံကလို့ပြောရပြန်နော်အိုမန်နိုင်ငံကခုတလောတော်တော်တဒိန်ဆိုးတွေထွက်နေတယ်ဗျဆိုတော့ဒီဗီဒီယိုဖိုင်လေးကတော့အိုမန်နိုင်ငံကဒီအလौသမားတွေစီကပိန်ပေါင်းတောင်းရှိပြီးတော့လိန်သွားတဲ့အတရားရဲ့ဗီဒီယိုဖိုင်လေးပါဆိုတော့ဒီနိုင်လာတဲ့လူတွေကတော့အကူငင်းလှိုင်းပြီးတော့တောင်းနေကြတယ်ဗျဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုဘယ်လိုလိန်သွားတာလဲဆိုတာငါတို့ကြည့်အောင်နော် okay let's go စုစံနေလေးဖြစ်ပါတယ်မြန်မာငွေ1000ကျော်2000နီးပါးကိုပေါ့နော်အိုမန်နိုင်ငံအလုတ်သမားလေးရှီကနေပြီးတော့မြန်မာငွေချိမ့်ပေးမယ်ဆိုပြီးတော့မချိမ့်ပေးဘဲနဲ့ပေါ့နော်လိန်သွားတဲ့သူပါသူနဲ့အလုတ်လုလာတာတစ်နှစ်ကျော်နှစ်နှစ်နီးပါးပေါ့နော်ပြပြလေတစ်နှစ်ပတ်လုံးပေါ့နော်သူနဲ့ပဲလွှဲလာတာစိတ်ချရတယ်ယုံကြည်ရတယ်နှစ်ရက်အတွက်တွေပတ်စံမြန်မာငွေရတယ်ပေါ့နော်ဆိုတဲ့အတွက်ကြောင့်အခုချိန်ကာလမှာသူကလိန်သွားတာကမြန်မာငွေ2000ကျော်3000ကျော်ရှိတယ်အခုဆိုရင်ပြပြထဲမှာလည်းစင်းရင်းရှိတယ်နောက်ဖြစ်စင်းရင်းတယောက်ချင်းစီရဲပေါ့နော်သူလိန်သွားတဲ့လူစင်းရင်းနေရှိပါတယ် တယ်သူကအလိတ်ခံရတဲ့လူစိရင်ရှိပါတယ်မြန်မာငွေနဲ့ဆိုရင်တော့သိန်း900ကျော်ပြပြရဲ့လက်ထဲမှာရှိတယ်သူလိန်သွားတာပါဒါပေမဲ့စိရင်ကတော့အတိအကျတော့မရသေးဘူးမြန်မာငွေနဲ့ဆိုရင်တော့သူကလူကြီးအခုအယောက်90ကျော်60ရဲ့ပတ်စံတွေကိုလိန်သွားတာပါနော်မြန်မာလေးပြပြပြပေးမယ်သူပြပြပေးမယ်နော်ဒီမှာအတန်ဝိုက်တွေရှိပါတယ်လိန်သွားတဲ့သူတွေဘလောက်ထိလိန်သွားလဲဆိုရင်ဒီမှာကြည့်ပါတချို့တွေဆိုရင်တော့ဟိုဘယ်လိုပြောမလဲမြန်မာငွေနဲ့ဆိုရင်80တချို့ဆို100ကျော်ပေါ့နော်အဲ့လောက်ထိအလိန်ခံထားရပါတယ် ဆိုတော့ဒီမှာပြပေးမယ်နော်တချို့တွေဆိုရင်တချို့မိသားစုတွေဆိုရင်မြန်မာဝင်နေဆိုရင်သိန်း90ပါရနေရဒါတရားပေါ့နော်မြန်မာငွေနဲ့သိန်း90ကျော်ပါပါတယ်အမကလည်းတရားတရားကြီးတယ်မြန်မာငွေနဲ့ဆိုလို့ရှိရင်15သိန်းခပ်သောအမကတလားကတလေမိုင်းလားကတလားက26ရက်နေရလွှဲတာဆက်လက်လက်ရှိတယ်နော်တလားကဆိုရင်ဒီမှာက130ပေါ့130ဆိုမြန်မာငွေနဲ့ဆို12သိန်းကျော်ပါ အမစုစန္နာလေးရှိမှာပစံလွဲတာအရင်လာရင်ရင်လာနေတော့သူကထည့်ပေးပါတယ်အခု26ရက်နေ့ကအမအားကအမပစံလည်းမဟုတ်အမတငယ်ချင်းတယောက်ငယ်ပေါ့နော်လာစားအောင်ကျွန်မအခုစိုက်ပေးလိုက်ရတာအိုမန်ငွေတရားဆိုမြန်မာငွေနဲ့ဆိုရင်73တိန်ခွဲလောက်ပဲရှိမှတယ်73တိန်ခွဲနော်အဲ့ဒါကတရားဒါနောက်တရားစုစုပေါင်းလေးတရားကဆရာရည်တစ်ခုရယ်ဆရာပြည်တစ်ခုရယ်အဲ35ချက်ကဲဆိုတရား35ရည်ရယ်စုစုပါပဲ ်တက်15ဆိုရင်မြန်မာငွေ73သိန်းကျော်73နေပါမှာအမအကုန်လုံး680ကလေး670ဆိုရင်မြန်မာငွေနဲ့ဆိုရင်သိန်း60ကျော်80နေပါနော်ဒီမှာရှိတယ်ဒီမှာရှိတယ်80 88သိန်းပေါ့နော်88သိန်းကျော်တရားဆိုရင်တဲလီတရားအေဘတရားကျော်တယ်ဟုတ်တယ် ခဏလေးပြန်တော့တွက်ကြည့်အောင်မဟိုဟာဆက်လက်နေနဲ့ပို့ပြရမလား380နဲ့မှ300နဲ့မှ200ကျော်ဆိုရင်မြန်မာငွေနဲ့ဆိုသိန်း300ဆိုတော့သိန်း30အဲသိန်း30ကျော်လောက်ကြပါအိုးရှိလာတလားတိမ့်တရားကျော်ဒီလာမှာတိမ့်30နီးပါနော် အမလေးဟဲ့တမဘူဟိုင်ယူဒီနော်ရင်ငါဖဲရတယ်မြင်ရတာငါလိန်ခါတာတီးဦးမလားအမလေးခိုင်းရတာကိုပျော်နေတဲ့ရောက်တယ်ငါလိန်တော့လည်းသူပဲသူမြုပ်ကြည့်နေငါလည်းလိန်ဝါတာအမရသူမမဆူမမဆူနေလုံးလိန်ရတာအခုညချလို့လည်းငါလုံးဝအကြတာလက်ချပါဦးဇမအူတနာလည်းနှုတ်ပဲကိန်းတော့ဖောက်ကင်မချတော့ရတယ် နေကစိတ်ရှင်းရလိုက်တာလို့ပဲပြောလို့ရတာငါ့အမေစိတ်ဟိုမှာပက်လက်ကြီးဖြစ်နေတာညီမလေးကိုမမမြေတားရက်ခံပြီးတော့ပြောထားတယ်နော်မမအမေကဒူးချိုးပြီးပေါင်အပ်သွားတယ်အသက်84နှစ်ငါ့အမေတယောက်တည်းနေတာအိမ်မှာငါနိုင်ငံသားကိုရောက်နေတယ်သိလားအဲ့တော့ညီမလေးကိုပုံမှန်လေးလေးပြောပြတာ မမမြေတားရက်ခံပြီးနင့်ကိုတောင်းတာနော်နင့်ရှီကအဲ့လိုပြဿနာကြတော့ငါ့မှာရင်ထဲမှာဆိုပြီးခေါင်းကွဲဖတ်မတက် အခုတချို့မိသားစုတွေဆိုရင်ဆွေးရုံရောက်နေလို့ပတ်သက်မပေးနိုင်လို့ဆွေးရုံကလက်မခံတဲ့အထိဒီတောင်ရောက်တယ်ပေါ့နော်ဒါတော့မတောင်းနဲ့လေးတဲ့စွတ်တော်မတောင်းနဲ့လေးနားလည်းပေးပါတဲ့အေးငါတို့ကစွတ်တောင်းမနေဘူးသူပထမနေ့တွေကလည်းပြော24လေးလုံးကလွယ်လိုက်တဲ့25လည်း24 25 26စောင့်နေ26ကိုသူစားမပြန်တော့ဘူး နောက်ဆက်ရှိလည်းသူစားမပြန်တော့နောက်ဆက်ကိုလည်းသူစားမပြန်တော့အေးငါတို့ဘက်ကလွန်ငါတို့ဘက်ကအဲ့လောက်ထိဆောင်ပြီးနင်းအမီတို့တော့ဂေါဒမီမှာအဲ့မနင်းအမီရစားမပြန်ဘူးငါတို့ကအဲ့လောက်ဆောင်ပြီးနင်းအမီရအမဇွတ်ကြီးလောလောဆယ်လောလောဆယ်ကတ်စတမာတွေကိုငွေပြန်ထည့်ပေးဖို့လောက်ပါမယ်တရက်နှစ်ရက်ပေါ့နော် အရေးကြီးတဲ့လူတွေကိုအရေးကြီးတယ်လို့ထည့်ပေးရမဆောင်နိုင်တဲ့လူတွေကိုခဏဆောင်ပေးကြပါလို့ထည့်ပေးရမှာကတိဘလောက်ဘယ်နှစ်ဆယ်လောက်ဘယ်နှစ်လောက်ထည့်ပေးငွေလာလွှဲကြရတူမှာအများကြီးအများကြီးရှိတယ်။အဲ့ဒါကြောင့်မို့သူကတပြုံတော့သူကကြာတော့ဘယ်လိုပြောမလဲခေါင်းဆောင်ပေါ့ဘယ်လိုပြောမလဲ အကုန်လုံးသူကတမသွားတာယူသွားတာမြန်မာငွေနဲ့ဆိုသိန်း1000ကျော်သိန်း2000ကျော်နေပါရှိတယ်အခုပြပြတော့အကုန်လုံးကစားရမယ်တောက်ရမယ်အခုတချို့မိသားစုတွေဆိုရင်စေးရုံမှာပတ်စံမပေးနိုင်လို့ပေါ့နော်စေးရုံတက်နေရတယ်မိသားစုရှိတယ်အမတချို့ဟိုကောင်မလေးကောင်မလေးတယောက်ရဲ့တာလာတမီလာတော့မသိဘူးသူတို့တာတမီဆိုရင်ခလေးကကြောက်ခွက်ခွဲစိတ်မှုအတွက်အခုစေးရုံမှာစောင့်နေတယ်အဲ့လိုမျိုးမိသားစုတွေရှိတယ်တချို့တွေဆိုရင်လည်းပြောကြတယ်မင်းတမီရေဒီမှာအမေမှာတော့အိမ်မှာတော့စားစရာမရှိတော့ဘူးတမီရေမင်းကိုပတ်စံပို့ပေးပါအောင်အဲ့လိုပြောနေတယ်မိသားစုတွေအများကြီးပဲနော် ဆိုတော့ပြပြရဲ့ပတ်စံကတော့တပြားတစ်ချက်မှတော့မပါသွားဘူးပြပြကိုနိုင်ကလည်းသူနဲ့ပဲငွေရငွေလဲငွေထုတ်လုပ်နေတာဆိုတော့သူနဲ့ပဲအရင်တော့ပဲလှုပ်လှုပ်လာခဲ့တာကွာအခုချိန်ကြီးကွာတစ်နှစ်လည်းမဟုတ်ဘူးကွာနှစ်နှစ်လည်းမဟုတ်ဘူးအခုဆိုရင်၃နှစ်နီးပါတယ်တချို့လူတွေဆိုရင်၃နှစ်နီးပါတယ်ပါပေါ့နော်ဒါကတော့ဒီမှာကတော့ဒါကလူရဲ့စရင်ပေါ့နော်အခုပြပြရဲ့လက်ထဲမှာရောက်လာတာကကြတော့ဆက်ဘယ်နှစ်ယောက်လဲ၂၂ယောက်စရင်ရှိတယ် ကျအဲ့ဒါတွေကိုနာမည်ဆင်းပြောပေးမယ်ဒါကတော့မှတ်တမ်းတင်ထားတာပါအဲထာဝရလက်တွဲဖို့အကောင့်နံပါတ်ကကြတော့အိုမန်ငွေ680မြန်မာငွေနဲ့ဆို388သိန်းကျော်ပေါ့နော်အဲနောက်မှာတော့9600တော့ပေါ့နော်အဲ့ဒါဆို88သိန်းကျော်နောက်တော့တဲတဲလိုင်းကကြတော့အိုမန်ငွေ135အဲအချင်းမြန်မာငွေကကြတော့73သိန်းကျော်နော်မြနိုးခင်ကကြပေါ့နော်အဲ့မဲ့လေအခုဟိုသူတို့လက်ဖွားတွေလက်ဖွားတွေလက်ခွာလက်ဖွဲတွေ လက်ခွဲတွေအောက်မှာရှိနေတဲ့လူတွေအခုချိန်နေအဲ့ရဆွဆွဆန်နေနင်းဆိုတဲ့ဘန်အကောင်ပေါ့နော်ဒီကောင်မဒီကောင်ရဲ့ဘန်အကောင်ထဲအခုချိန်နေလွှဲနေတော့မယ်ပေါ့နော်လွှဲနေတော့မယ်ဆိုတော့တခြားသူတွေလည်းအဲ့ဘန်ကောက်တယ်မလွှဲကြပါနဲ့တခြားသူတွေလည်းသိအောင်လို့ပေါ့နော် sharing လုပ်ပေးတာပါဒီမှာပါတိောက်ပါဆိုတော့ကိုရီးယားဒီမှာပြပြမနဲ့ရှာထားတဲ့ငွေတွေပေါ့နော်သူကအခန့်သားယူွားတာပါနော်ဆိုတော့ ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေအားလုံးပဲမေတ္တာရက်ခံအပ်ပါတယ်လူကြီးတွေကိုကိုမမတွေအူတော်တော်တွေပေါ့နော်သဆိုင်ရသဆိုင်ရသဆိုင်ရလူကြီးတွေများဒီဗီဒီယိုလေးကိုတွေ့ခဲ့လို့ရှိရင်ပေါ့နော်ပြပြတို့ရဲ့အင်ကိုလို့သမားတွေကိုကူညီပေးပါလာစားတယ်အခုဆိုရင်ပေါ့နော်အကုန်လုံးကယောရမှာပေါ့နော်တချို့လူတွေဆိုရင်ဟိုအေဂျင့်လောက်ကြတာပေါ့နော်ငွေလဲစားပစ်လောက်ကြတယ်လက်ခွဲတွေရှိတယ်အဲ့လက်ခွဲတွေကအခုကအကုန်လုံးကယောရမဲ့စိုက်အဲကိန်းကိုစောက်နေစိုက်စိုက်နေတာပေါ့နော်အသိန်း90ကျော်ပါ သိန်း50ကျော်ယောရမယ်သူတွေသိန်း100ကျော်ယောရမယ်သူတွေကိုတော်မှစားမယ်တောင်းမယ်ဘွားလို့သူများနိုင်ငံမှာလာပြီးတော့အလွတ်လွတ်လုံနေရတာပါနော်အဲ့ဒါကိုသူမို့လို့လိန်ရက်တာပါသူပါသူပါနော်ကနလည်းကတော့အိုမန်နိုင်ငံကဝယ်လိန်လေမုံဖြစ်ပေါ်တဲ့အာဗီဒီယိုဖိုင်လေးပေါ့နော်ဆိုတော့ဒီအန်ဂျီအပြာရောင်လေးနဲ့အဖုံထင်းကကောင်မလေးကတော့ငွေပေါင်းအဲတပေါင်းသိန်းတပေါင်းကျော်လောက်လိန်သွားလို့ပြောတယ်ဗျာနော်ဒီမြန်မာအလုပ်သမားတွေပေါ့အိုမန်နိုင်ငံကဆိုတော့သူတို့ရဲ့ရွှေနဲ့အသွင်းနဲ့ရှာထားတဲ့ငွေတွေပေါ့ဗျာစားရတယ်နော် အဲ့လိုစာရတဲ့လူတွေလည်းလောကကြီးမှာအများကြီးရှိပါတယ်ဒီကောင်မလေးပြောပြနေတုန်းကတော့သိန်းပေါင်း2000ကျော်လို့ပြောတယ်เนาะဒါပေမဲ့အဲ့ဒီအရှင်မှာတော့စင်းကမလျှောက်သေးဘူးเนาะစင်းလျှောက်ပြီးရရှင်ကြတော့သိန်းပေါင်း1000ကျော်လို့ပြောပါတယ်ဗျာเนาะတော်နေတဲ့ငွေမဟုတ်ပါဘူးအဲ့ဒါအော်မန်နိုင်ငံကမြန်မာအလုံးသမားတွေရဲ့ဒီရွှေနဲ့သွေးနဲ့ဒုက္ခတွေခံရရကြာပြီးမှရှာရတဲ့ငွေပေါ့ဗျာเนาะစာရတယ်เนาะစာရတယ်เนาะ ဆိုတော့ဒီဟာကိုသူကတနေ့တော့ပေးဆိုင်ရမှာပါလူတွေကိုသူကရှောင်ပြေလို့လွှတ်ရင်တောင်းကန်တရားကိုသူတော့ပြေးမလွှတ်ပါဘူးနော်ကန်တရားကိုသူရှောင်ပြေလို့မလွှတ်ပါဘူးတနေ့ဒါဒါကတကယ်ငရေမိတွေပါနော်တနေ့သူပြန်ပြီးတော့ပေးဆိုင်ရမှာပါနော်ဒါဒီဘောမှာတော့သူအာပြောရင်ပြောနေမှာပေါ့ဒါမဲ့သူတနေ့ခံကိုခံရမှာပါနော်ဆိုတော့အာမြန်မာနိုင်ငံသားတွေအသူများနိုင်ငံမှာမြန်မာမြန်မာရှင်းမလို့နော်ဘာလိုမျိုးဘာလိုမျိုးရှင်းမလို့မယုံကြပါနဲ့နော် အဲအလိုအလိုအကွက်ချောင်းနေတဲ့လူတွေအများကြီးရှိပါတယ်လို့နော်တရားတွေကြည်ပြီးတော့သင်္ကန်းစားလေးယူကြပါဗျာနော်ဟုတ်ကဲ့ဒီဖိုင်လေးကတော့ဒီတော့ပါပဲကျေးဇူးအပိတ်ခတဲ့အဲမိတ်ဆွေတငယ်ချင်းအဲတဲ့အားလုံးကိုကျေးဇူးအများကြီးအဲတင်ပါတယ်နော်ဆိုတော့နောက်ထပ်ဗီဒီယိုဖိုင်လေးမှာဆက်ပြီးတော့အဲတွေ့ကြပါမယ်